ော်လိုက်ညချမ်းမှာလူမှုမသတင်းဌာနရဲ့နိုမ28ရဲ့ညာခင်သတင်းစီစဉ်တွေကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ကြောင်ဖိုးရွာကိုဒီကနေ့မနက်စေတိုင်းခွဲကြော်ချိန်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့မြို့သမီးငေါင်းနဲ့မြို့သားတဦးတေဆုံးက10ဦးထံမှနေထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကြောက်တော်မြို့နယ်ကြောင်ဖိုးရွာကိုဒီကနေ့နိုဝင်ဘာ28ရက်မနက်စေတိုင်းခွဲကြော်ချိန်မှာစစ်ကောင်စီတပ်ကကြက်တိုက်လင်းဖြင့်ပေါင်900ဘုံဒီတလုံးချိန်ချခဲ့တာကြောင့်ဒေသကမြို့သမီး9ဦးနဲ့ မြို့သားတဦးသေဆုံးကမြို့သူ9ဦးနဲ့မြို့သား3ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလိုဒဏ်ရာရသူတွေတမ်းမှာအသက်အန္တရာယ်ဆုံးရတဲ့သူတွေရှိနေတယ်လို့ရခိုင်မြေပြင်လွတ်တန်းသိတောင်းနီမေထုရဲ့လူမှုစာမျက်နှာမှာဖော်ပြထားပါတယ်။ဘုံကျက်တက်ခက်ခံမှုတွင်လူနေရင်၄လုံးပျက်စီးခဲ့တာအပြင်ကန်ဆောက်ရွာနီးအမှတ်389အမြောက်တက်ရင်အနီးကိုဘုံကျက်တလုံးကျဲချသွားခဲ့တာတွေရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာရခိုင်ပြည်တွင်းကရဲသားတွေရှိတဲ့နေရာတွေကိုပစ်မှတ်ထားပြီးဘုံကျတဲ့ဇက်တိုက်စိုးစိုးလုံးဆောင်နေတဲ့အတွက်ပြည်သူတွေအနေနဲ့လေကြောင်းအန်တွေကိုပို့ပြီးတတိထားကြဖို့အာကတပ်တော် AA ကတတိပေးထုတ်ပြန်ထားပါတယ်။